အကူကဆိုတော့ဆိုပြတယ်မဲ့ तू တယောက်တည်းဆိုတာတဲ့အဲ့လိုမျိုးနှစ်ယောက်တွဲလေးတဲ့ group လေးတဲ့အဲ့လိုမျိုးပေါ့နော်ဆိုတာပုံများတယ် तू တယောက်တည်းကျတော့အေးအဲ့ဒါလာတင်လဲမေးရမယ်နော်အဲ့တခါမှမမေးမိရဟုတ်တယ်ခြေတာတော့တော်တော်ရောက်နေပြီအဲ့လိုမျိုးအေးဟုတ်တယ်အဲ့ဒါလေးလာတင်လဲပြန်မေးဦးမယ်ဟုတ် okay လာတင်မြင်ဘူးတမလက်ချိုးရီလို့ရတဲ့အထဲမှာကိုခိုင်တို့လည်းပါတယ် music ကိုတော်တော်လေးချစ်တယ်တော်တော်လေးဟို music ပုံမှာထားတယ်သူရဲ့စိတ်ပေါ့နော်အရန်မြင်ရတယ်လုံးဝပော့ပြပြမလောက်ဘူးတချင်းတပုတ်ဆိုတပုတ် ထိထိမိမိပဲသူကဟာအလွယ်လေးရေးလိုက်မှဆိုမရှိဘူးပြီးတော့တချို့တချင်းတွေဆိုသူရဲ့လုံးဝအစ်စ်မန်ကြီးတွေဆိုတော့လေအာအကိုကတော့တကယ်အမှုပညာပေါ်မှာထားတဲ့စိတ်နှလုံးသားတော့လာတင်လည်းအမြဲတမ်းအတူယူလေးစားမိတယ်ပေါ့နော်ဟုတ်ဒီနေ့ကတော့စုံမတ်ပေါ့เนาะအာဒီ Challenge Dress Series တဲ့မှာလာတင်လဲစုံဝင်တေးဖြစ်နေ အာပါဝင်ပြီးတော့မှတိဆိုထားတယ်နောက်ပြီးတော့ဒီ salentary ထဲမှာပါတဲ့ကိုအကိုတွေကိုလာရောက်ပြီးတော့မှဂုဏ်ပြုရင်းနဲ့ပွဲလေးတက်ဖြစ်တာပါရှင်။အတင်းကဇုံဝင်တင်းရင်းနဲ့ပတ်သက်ရင်တော့တော်တော်များများစုဖြစ်တယ်။အဲ့လိုပဲပြောရမလားမသိဘူးပေါ့နော်မြန်မာလိုပြောရရင်တော့ကန်ဆက်တယ်လားအဲ့လိုမျိုးအဲ့လိုမျိုးပြောလို့ရတယ်ပေါ့နော်ဆိုတော့အခုတစ်ခါလဲဇဝင်တေးဖြစ်နေပေါခွင်းရတယ်အရင်မဲ့ဝမ်းတာတယ်အာဟိုဒီကိုခိုင်နိုးကပဲအဓိကပေါ့နော်ဆက်သွဲလာခဲ့တာတမီးလေးဒီဇလန်တွဲထဲမှာဆိုပေးနိုင်မလားဆိုပြီးတော့မှအာ ပြီးတော့တချင်းလေးရဲ့ပုံစံကလည်းလူရီရဲ့အကြောင်းပေါ့နော်နောက်ပြီးတော့ဒီဇလန်ရဲ့အဓိက main ဖြစ်တဲ့ဒီမတူညီတဲ့ culture တစ်ခုပေါ့နော် Indian culture နဲ့ဒီမြန်မာရဲ့ culture နဲ့နှစ်ခုမတူညီတဲ့ culture နှစ်ခုစုံတဲ့အခါမှာဖြစ်ပေါ်လာတဲ့လူရီရဲ့ပုံစံအကြောင်းကိုရေးဖွဲ့ထားတာဆိုတော့ဇလန်လေးကအရင်စိတ်ဝင်စားဖို့လည်းကောင်းတယ်ပြီးတော့တချင်းလေးကလည်းအရင်စိတ်ဝင်စားဖို့ကောင်းလို့လက်ခံရင်းနဲ့ဆိုဖြစ်တာပါဟုတ်အရင်ကောင်းတယ်ဒါမျိုးကပုံမှန်ဟိုမတူတာကတော့ဒါခုနပြောသလိုပဲမတူညီတဲ့လူမျိုးနှစ်ခု culture နှစ်ခု ဟိုစုစည်းပြီးတော့မှရိုက်ထားရဲဆိုတာဒါကဟိုတော်တော်လေးလဲရိုက်ရတာခက်မယ်ခက်ခဲမယ်လို့လားတဲ့ဟိုထင်မိတယ်ပေါ့နော်ဆိုတော့အရန်ကောင်းတယ်ထွက်လာလို့ရှိရင်လည်းအရန်စိတ်ဝင်စားမိတယ်ဘယ်လိုမျိုးတွေရိုက်ထားမလဲဘယ်လိုမျိုးပုံစံတွေမြင်ရမလဲဆိုတာပြီးတော့မတူညီတဲ့ရတလဲတမျိုးလေးခံစားရမယ်ဆိုတာတော့အင်ကြီးနေပါတယ်မျော်လင့် အော်သူကတော့စပြီးတော့ပေးလာကြတဲ့အရန်ကြိုက်တယ်သူကဘာဘာပဲရေးရေးအကြိုက်နေတာပေါ့နော်ကိုခိုင်တို့ရေးရင်ကိုကြိုက်နေတာဆိုတော့အဲတချင်းလေးကလည်းခုနပြောသလိုလူတွေရဲ့အကြောင်းလောဘဒေါသမောဟတွေရဲ့အကြောင်းပေါ့နော်အဓိကတော့လူတွေရဲ့အခြေခံသဘောတရားဒီမတူညီတဲ့လူနှစ်ယောက်စုံတဲ့အခါမှာဖြစ်ပေါ်လာတဲ့သဘောတရားတွေကိုရေးထားတဲ့အခါကျတော့ဆိုတဲ့အခါမှာ mood ကလည်းအဲ့ဒီ mood ပေါ့နော်ဟိုအသေးကွဲတဲ့အချစ်တချင်းမဟုတ်ဘူးဒီဒီတချင်းလေးကအဲ့လိုမျိုးပုံစံသွားတဲ့အခါကျတော့ဆိုတဲ့အခါမှာလည်းအဲ့လိုမျိုး ဟိုလူတွေကဒီလိုပါလားဆိုကိုယ်ကိုလည်းတန်ဟိုတန်ဝေကလားအဲ့လိုမျိုးတော့ပြန်ရမိတယ်ပေါ့နော်ဆိုတော့ဟုတ်ရှင်းဆိုတာပဲရှင်းရှင်းဆိုတာပဲရှင်းစကားကြည့်လိုက်ရင်တော့အော်ဆိုပြီးတော့တော်တော်တရားရသွားကြမယ်တင်ပါတယ်ဟုတ် ကိုင်နိုနဲ့ကကြတော့ Latin Melody World ကလေးက2016ကလေးကစပြီးတော့မခင်လာတဲ့ရင်းနှီးလာတဲ့အဲ့နောက်ပိုင်းမှာသူရဲ့တချင်းလေးပထမဆုံးဒီနေ့မင်းကိုပိုလွမ်းနေဆိုတဲ့ချင်းလေးနဲ့စပြီးတော့မှအာဆိုဖြစ်တဲ့အဲ့မှာပရိသတ်တွေအားလုံးလက်ခံပြီးတဲ့အဲ့နောက်မှာတပုတ်ပြီးတပုတ်သူရဲ့တချင်းနဲ့တောက်လျှောက် Latin ဆိုပေးဖြစ်တယ်ပေါ့နော်အရန်လဲကြိုက်တယ်အဲ့ဒီနောက်မှာမှသူက လုံးဝမထင်မဲ့လုံးဝမတွေးထားဘူးသူ့ကိုတယောက်ဆောင်မယ်လို့ပါလားအဲ့မှာသူကလုံးဝပိတ်ကားပေါ်မှာလုံးဝနော်မင်းသားတယောက်အနေနဲ့တယောက်ဆောင်တဲ့အခါမှာအရင်လဲအံ့ဩမိတယ်အရင်လဲ surprise ဖြစ်တယ်အရင်လဲဂုဏ်ယူရတယ်ပြီးတော့တယောက်ဆောင်တာတွေကြည့်လို့ရှိရင်လည်းတကယ်တဘာဝကြရတယ်ပေါ့နော်အကူကဆိုတော့ဆိုပြတယ်မဲ့ तू တယောက်တည်းဆိုတာတည်းအဲ့လိုမျိုးနှစ်ယောက်တွဲလေးတဲ့ group လေးတဲ့အဲ့လိုမျိုးပေါ့နော်ဆိုတာပုံများတယ် तू တယောက်တည်းကျတော့အေးအဲ့ဒါလာတယ်လေမေးရမယ်နော်အဲ့တခါမှမမေးမိရဟုတ်တယ်ခြေတာတော့တော်တော်ရောက်နေပြီအဲ့လိုမျိုး ေးဟုတ်တယ်အဲ့ဒါလေးလာတဲ့လည်းပြတ်မေးဦးမယ်ဟုတ်โอเคအရန်အရန်အရန်တော်တော် music ကိုချစ်တဲ့လာတဲ့မြင်ဘူးသမားလက်ချိုးကြီးလို့ရတဲ့အထဲမှာကိုခိုင်တို့လည်းပါတယ် music ကိုတော်တော်လေးချစ်တဲ့တော်တော်လေးဟို music ပေါ်မှာထားတဲ့သူ့ရဲ့စိတ်ပေါ့နော်အရန်မြင်ရတယ်လုံးဝ pop ပြပြမလို့ဘူးတချင်းတပုတ်ဆိုတပုတ်တီတီမီမီပဲသူကအာအလွယ်လေးရေးလိုက်မှဆိုတာမရှိဘူးပြီးတော့တချို့တချင်းနေဆိုသူရဲ့လုံးဝအစစ်မှန်ကြီးတွေဆိုတော့လေအာ ိုကတော့တကယ်အမှုပညာပေါ်မှာထားတဲ့စိတ်နှလုံးသားတော့လာတင်လည်းအမြဲတမ်းအတူယူလေးစားမိတယ်ပေါ့နော်ဟုတ်ဇလန်တွဲနဲ့ပတ်သက်ပြီးတော့တော့လာတင်မရှိဘူးပါတော့ဆယ်တော့လေတချင်းလေးတွေပဲဟုတ်ပြန်ပြီးတော့ဆရာမရှိသေးဘူးကွာတော့မရှိသေးစားအဲအရင်တော့ရိုက်တဲ့ဟာလေးတွေကလည်းတကယ်တမ်းတော့ဟိုပေါ့တိတ်ဆောင်တာလည်းလှုပ်ကြည့်ခြင်းတယ်ပေါ့နော်ဝါသနာလည်းပါတယ်ဟုတ်တယ်ဒါပေမဲ့အဲလှုပ်ကြည့်ခြင်းနဲ့စိတ်လည်းရှိတယ်ပြီးတော့လာပြီးတော့မကန်းလန်းတဲ့သူလည်းရှိရောက် timing ကွတ်တိဖြစ်သွားတဲ့အခါကျတော့လှုပ်ကြည့်လိုက်တာပေါ့လေနော်အဓိကတော့ဟုတ်ကဲ့ အိုးနောက်ဆုံးဟိုတကားအယတနာဆိုကိုကလုခဲတဲ့ကာရက်တာလဲအတနာဆီကကောင်းတဲ့ဟာတော့မပေါင်းဆိုပြီးတော့ဟုတ်တယ်ဟုတ်တယ်အဲ့ဒီကာရက်တာကလည်းအာလုံးဝမျှတီတာစကားပေါ့နော်ဟိုဟာဟိုလုကောင်းလဲအဲ့ကာရက်တာကလည်းပုံမှန်လင်ပြောရရဲ့မရိုက်ခင်တော့လည်းအင်တာဗျူးတွေမှာဖြေခဲ့ပါတယ်အဲ့လိုဗီလိန်ပေါ့နော်စက်ကာရက်တာတစ်ခုကိုတော့တရုပ်ဆောင်ကြည့်ချင်တယ်ပေါ့နော်ဆိုတော့အဓိကတော့တရုပ်ဆောင်လိုက်တဲ့ခါမှလည်း မနေ့ပဲကိုကိုလည်းမကြည့်ချင်ကိုကိုလည်းပြန်ပြီးတော့မြည်ခဲ့အာပါရီလေတချို့ကတယောက်ဆိုလာပြောတယ်နင်ရုံနဲ့လည်းမလိုက်ရဘာလို့အဲ့လိုမျိုးတယောက်ဆောင်းတာလဲမနော်အဲ့လိုမျိုးကြီးလဲလာပြောကြရစားဒါပေမဲ့ပြိတက်တွေကတကယ်လိုက်ပြီးတော့စီမြောပေးတဲ့ character ပေါ်မှာသူတို့အာတကယ်အဲ့လိုမျိုးကြီးတာဖြစ်တယ်ဆိုတော့အကိုကိုလည်းချိန်နေပါတယ်လို့ဟုတ်ပြိတက်တွေကမုန်းဆိုတော့ထွက်လာတော့မှအတင်းမုန်းတာတော့အာပြောပြပါဦးဒါ ကိုကိုဒီ feeling ကြရတော့ကိုမြင်လာတဲ့ချစ်စရာတွေအပြင်မှာလည်းနေနေပြုံးနေတာကလပ်တော်မူထဲရတယ်တတော်တော်မူထက်လိုက်ရတယ်ဘာလို့ဆိုကိုကအမြဲတချင်လုံးရည်ကျင်နေတဲ့သူလေးနော်ခွီကျင်နေတဲ့သူဆိုတော့တချင်လုံးမျက်နှာရဆူပုတ်ပြီးတော့မဒေါသောမောသောရင်းနေပြောဟာပြောတာဆိုအဲ့ဒါလေးလည်း challenge တော့ဖြစ်တယ်အပြင်မှာတွေ့လို့ရှင်တချို့ရေဆိုလာတော်ပြောတယ်အပြင်မှာတွေ့ဩဟိုစကားရဲရလို့မျိုးအချင်းပုတ်မယ်တင်တာမဟုတ်ဘူးအပြင်မှာကျတော့နည်းနည်းပေါ်တော်တော်ဟာတလို့ဖြစ်နေတော့လေဆိုတော့တို့လည်းဒါပေမဲ့ ခြေနဲ့တယ်အားရတယ်အဲ့လိုမျိုးပြိတက်ကလက်ခံပေးတဲ့ဇာတာတော်ရုံတော့မဟုတ်ဘူးဆိုတာတော့အဲ့လိုမျိုးပေါ့နော်ကြည့်ကြည့်ကိုကရတာဘာမှအမြင်ကန်အရမ်းပေါ့မကြည့်ချင်ဘူးမကြည့်ချင်လို့တော့ကြည့်ကြည့်ဖို့နေတာရိုက်ပြီးတဲ့အချိန်ကင်မရာလေးပေါ်မှာဟိုဘယ်လိုခေါမလဲစကရင်ပေါ်မှာပြန်သွားကြည့်ရင်တော့မှတုံ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 ဆိုတော့အရင်အဲ့တဲမှာတော့ဘလိုင်းကိုတက်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 ကြီးတော့တော်ပြီးတော့မှလေအဲ့လိုအနိုင်ကျင့်နေတာအဲ့လို အတဲ့အာလုံနေတဲ့အရာလေးတွေတော့ရှိရပေါ့နော်အဲ့ဒါလေးလည်းထွက်လာဖို့ရှိတယ်ဆိုတော့စောင့်ကြည့်ပေးပါလို့ပဲပြောချင်ပါတယ်ရှင့်ဒီတင်ဒီချင်းဒီအပေးရဲ့တအုပ်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့